coming ပါ UK Mystery ရဲ့ Facebook နဲ့ YouTube channel ကလည်းကြိုဆိုပါရစေ။ Champion B တက်တဲ့အောင်လည်းမြင်လာပါ။ကျွန်တော်တို့အခုဒီတစ်ပတ်အတွင်းကန်တဲ့ England Premier League ပွဲစဉ်လေးပေါ့လေ။အဲ England Premier League ပွဲစဉ်လေးအပြီးမှာဥရောပ Champion League ဝင်ခွင့်ရဲ့လက်ချံဒါတိုတယ်3နေရာပေါ့လေ။စုစုပေါင်း Champion League က6နေရာရပါမယ်။ Europa League Final ဖြစ်တဲ့ Tottenham Hotspur နဲ့ Man United ကတနေရာတည်တံ့ရမယ်။ဆိုတော့ကျန်တဲ့ Premier League ကတိုင်းရိုက်ဝင်ခွင့်ရတဲ့3နေရာမှာ Newcastle, Chelsea, Aston Villa, Manchester City နဲ့ Nottingham Forest ပေါ့လေ Arsenal က Newcastle ကိုတကူကူရှိနေနိုင်လိုက်တယ်အဲ့ချိန်မှာ Nottingham Forest ကအဝေးကွင်းမှာ West Ham ကိုနှစ်ကူးတကူးနဲ့တိုင်တယ်ဆိုတော့အဲ့တိုင်ပွဲနှစ်ပွဲကြောင်းပဲအခု အဆင့်1နဲ့2ကသေချာတော့ဖြစ်သွားတယ်ဆိုတော့အာစနယ်က57မှတ်နဲ့လီဗာပူးနောက်မှာဒုတိယနေရာသေချာသွားတဲ့အချိန်မှာယူကာဆယ်က66ချယ်ဆီက66အက်စဗီလာ66မန်ချက်စတာစီးတီးကတပွဲရောပေါ့လေသူတို့ဒီတစ်ပတ်မှာဘုံပေါက်ကိုခံရမယ်အဲ့ဒါက65နဲ့နော်တာဖော်ရစ်က65ဆိုတော့အဆင့်3 4 5 6ခုဒီ5တင်းမှာတမတ်ပဲခွာတယ် ဒါတော်တော်လေးတော့စိတ်ဝင်စားတယ်ကျွန်တော်ဒီဘက်နှစ်ဒီမှာဒီလောက်ထိအကျိတ်နေဖြစ်တဲ့ချန်ပီယံလိဂ်ရေးတခါမှမတွေ့ဘူး ဒါရမဒါမစီတီကတော့သူ့ပွဲသူနိုင်ခဲ့မယ်ဆိုရင်တော့အပြောင်းလဲဖြစ်သွားတယ်ဗောလေသူတို့ဘုံမောက်ကိုနိုင်ရဲ့စီတီက68မှတ်ရမယ်သူတို့ကိုနိုင်လဲအာဖရိကမှာနည်းနည်း damage ဖြစ်တာတော့သူတို့လည်းနည်းနည်းတော့ under pressure ဖြစ်တယ်ဆိုတော့ champion league ဝင်ခွင့် race ကတော့လုံးဝကိုမထင်မှတ်တဲ့အခြေအနေမျိုးဗောလေအခုလက်ရှိအနေအထားကျွန်တော်အခုလောလောဆယ်အနေအထားရ favorite ကတော့ဒါအခုပွဲကြံတပွဲရှိတဲ့ man city ကတော့အဲ champion league ဝင်ခွင့်မှာ favorite လို့ပဲပြောပါဘာလို့ဆိုတော့သူတို့ကတပွဲပွဲကြံထားတဲ့အခြေအနေကြောင့်ဆိုတော့ champion league ဝင်ခွင့်အတွက် တေချာဆုံးလို့သူတို့သတ်မှတ်ထားတဲ့အချိန်မှာ Forest ကိုတော့နောက်ဆုံးမှပေးထားတယ်။ Aston Villa က 9-4, Chelsea က 9-4-4, Man City က3-4-3နဲ့တစ်ဖက်ကတော့ Newcastle 3-4-3 so အရာကသူ favorite ဖြစ်တယ်ကျွန်တော်ဘာလို့ဆို Newcastle ကသူ့ရဲ့နောက်ဆုံးပွဲအခြေအနေရှိတယ် so ပထမဆုံးအနေနဲ့ လက်ရှိအမှတ်ပေးစရာကိုကြည့်မယ်ဆိုတော့လီဗာပူးကတပွဲရော36ပွဲမှာ25ပွဲနိုင်10ပွဲတည်3ပွဲရှုံးရမှတ်83မှတ်ရပြီးတော့အာစနယ်သင်းက38ပွဲမှာ19ပွဲနိုင်14ပွဲတည်4ပွဲရှုံးရမှတ်81အာစနယ်ကတော့14ပွဲဟာတော်တော်များတဲ့အမောင်ဖြစ်သွားတယ်တကယ်လို့လားအဲ့14ပွဲကနေသူတို့4ပွဲလောက်အနိုင်ရခဲ့ရင်ဘာပဲဖြစ်ဖြစ်စိတ်ဝင်စားစရာ interesting ဖြစ်ခဲ့တယ်ယူကာဆယ်ကအခုလက်ရှိပေါ့လေဒါအရေးကြီးတဲ့ပိုင်း38ပွဲမှာရမှတ်ပွဲ20နိုင်6ပွဲတည်7ပွဲရှုံး goal different က22ဂိုးကိုရမှတ်66 Chelsea က39ပွဲမှာ goal different 20ကိုရမှတ်66 Aston Villa က goal different 9ဂိုးကိုရမှတ်66နဲ့ Man City ကတော့ goal different 24ကို65ကိုသူတို့ကတပွဲလျော့ထားတယ်ကျွန်တော်ခုနပြောသလိုဘုံပေါင်းနဲ့ကံပြီးတော့ Forest က39ပွဲမှာ goal different 73ဂိုးကို65ဆိုအဲ့မှာစိတ်ဝင်စားစရာကောင်းတာက Aston Villa အသင်းကသူတို့ရဲ့ယာတီပိတ်နောက်ဆုံးပွဲကို Old Trafford မှာခံရမယ် တမ်းမင်းသိကမန်ယူနိုက်တက်အသင်းဖြစ်ပြီးတော့ယူရိုပါလိဖိုင်နယ်ပွဲအပြီးမှာခံရမယ်ဒါကလက်ရှိအနေအထားအက်စတိုဗီလာအသင်းရဲ့အခြေအနေအဲ့ချိန်မှာမန်ချက်စတာစီးတီးကအခုဂျာယက်မှာဘုံပေါက်ကိုကန်ပြီးတာနဲ့သူတို့ကရန်ဒီပိတ်ကိုအဝေးကွက်မှာဖူလန်ကိုတွားကန်ရတယ်။သူတို့လည်းအဲ့ဒါတကယ်ကိုပွဲချက်ဖြစ်ကစားရဖို့ရှိတယ်။အဲတစ်ဖက်မှာနော်တန်ဖောရက်စ်နဲ့ချယ်ဆီကထိတ်တိုက်ဆုံးတွေ့မှာဖြစ်တယ်။ဖောရက်စ်ရဲ့အိမ်ကွင်းစီးတီးဂရောင်းမှာချယ်ဆီကိုဖောရက်စ်ကအဲ့ခံပြီးတော့ ယူကာဆယ်ယူနိုက်တက်ကအိမ်ကွင်းစိတ်ဂျင်းချစ်ဘက်မှာခြေစွမ်းထပ်နေတဲ့ Everton နဲ့တွေ့မယ်ဆိုတော့အိမ်ကွင်းကန်ရတဲ့အသင်းဆိုလို့ကျွန်တော်အမြင်ပြောတာတော့ယူကာဆယ်နဲ့ Forest နဲ့သင်ရှိတယ်။ Forest ကတော့ဒါတကယ့်ကို Chelsea နဲ့ဒူးတော့တိုင်ဖြစ်တယ်။ဆိုတော့ဒီနေရာမှာဖြစ်နိုင်ခြင်းအနေထားပေါ်လေဒါအခု Bookie တွေ favorite ဆိုရင်ယူကာဆယ် Man City ကို favorite ပေးပြီးတော့ Forest ကဲ Villa ရဲ့ Chelsea ရဲ့သုံးသင်းတွေကတသင်းတက်မယ်ပေါ့လေ။ဆိုတော့ပထမဆုံးအနေနဲ့ပြန်ကြည့်တဲ့အခါမှာဒီသင်းတွေရဲ့လက်ရှိအခြေအနေပေါ့လေ။ ြည့်တဲ့အခါမှာယူကာဆယ်ကအာဆယ်ကိုရှုံးသွားခဲ့တယ်အာဆနာအီဆက်ပေါင်ကျန်တယ်ရလို့မပါခဲ့တဲ့အချိန်မှာသူတို့တိုက်စစ်တော်လေး stronger ဖြစ်တယ်ဆိုတော့သူတို့ Everton နဲ့တွေ့ရမယ်အမှန်တမ်းပြောရင်တော့ Everton ခတ်တယ်ဗျာ သူတို့ကစားမဲ့ evidence ကဘာဖြစ်ဖြစ်ဒီအဒီမှာခြေစွမ်းထက်လာတယ်သူတို့ဒီ demo voice အသင်းကတော်တော်လေးကိုမာကျောလာတဲ့အသင်းဖြစ်တယ်သူတို့နိုင်ပွဲတော့ပြန်ရထားတာမှန်တယ်သူပြီးနောက်ဆုံးနှစ်ပွဲဆက် Southampton နဲ့ Fulham ကို evidence ပြန်နိုင်ထားတယ် Newcastle တို့နည်းနည်းလေး return ပြန်ပြတ်နေတယ်သူတို့ Aston Villa ကိုရှုံးတယ် Brighton ကိုတေးချပြီးတော့ခု Arsenal ကိုပါထပ်ရှုံးထားတယ် Newcastle ကတကယ်အရေးကြီးတဲ့အချိန်မှာရလဆူထားတယ်ဆိုတော့ဒါပေမဲ့ Newcastle ရဲ့စိတ်ဂျင်းစုဆွဲမှာတော့အသိကြီးတိုင်းကိုအရလကောင်းတဲ့အတွက်ကြောင့်သူတို့ရဲ့အိမ်ကွင်းအားလဲဆိုရင်တော့ ပွဲအတွင်းမှာတခုခုမဖြစ်ညူကာဆယ်အသုံးမှာတည်ကြတယ်ဗျ။အဲ့နေရာမှာမန်ချက်စတာစီးတီးဘိုရုနေမှာကံမဲ့ဘုံပေါင်းတဲ့ပွဲကိုတော့သူတို့အနိုင်ရခဲ့ပြီဆိုရင်သူတို့ရမှတ်က68မှာရှိပြီ။အဲ့ဒါဆိုရင်သူတို့တမတ်နောက်နဲ့ကိုနောက်ဆုံးပွဲ F1 နဲ့အဝေးခွဲမှာတမတ်ဆိုရင်တော့သူတို့လုံလောက်တယ်။ ဆိုတော့ Man City ကအခုလောလောဆယ်ဒီလိုဖိုး position ရှိတယ်ဘာလို့လဲသူတို့ကနှစ်ပွဲခံရမယ်ဘုံဘောက်ပွဲတော့သူတို့ခက်ခဲခံရမယ်ပြီးတာနဲ့ Fulham ကိုအဝေးခွင်းခံရမယ်ဒါပေမဲ့ကျွန်တော်တင်တော့ City ကနှစ်ပွဲကိုအ ਨੇ ဆုံး၄မှတ်ကနေအများဆုံး၆မှတ်ကပြေးမလွတ်ဘူး City ရှုံးကြရတော့မရှိဘူးဆိုတော့ကျွန်တော်တင်တော့ City က ACC ပဲ Champions League ဝင်ခွင့်ရသွားမှာအဲ့ဒီမှာ Aston Villa က Man United Man United ရဲ့ Europa League အပွဲရမယ်မရဘူးပေါ့မူတည်ပြီးတော့ emotion ကဒီပွဲမှာရှိတဲ့အတွက်ကြောင့် Villa အတွက်ခက်တယ်ဆိုတော့ United America အဝေးခွင့်နိုင်မှုခံရမယ် Aston Villa က ဒီအဒီမှာသူတို့ရာဇီပိတ်နောက်ဆုံးပွဲတွေမှာတော်တော်ခြေစွမ်းထက်တယ်သူတို့မန်စီးတီးကိုမတီးယက်စ်မူးနဲ့ရဲ့ဂိုးနဲ့နောက်ကျဂိုးတစ်ခုနဲ့သူတို့ရှုံးလိုက်တာဒါစပါဝနိုင်းနဲ့ဘုံဘောက်ကိုနိုင်းနဲ့ဖူဝန်ကိုနိုင်းနဲ့ညူကာဆယ်ကိုနိုင်းနဲ့ဒါကြတော့ဗီလာနိုင်ကတာတကယ်အသိဉာဏ်ကြီးတွေပဲနိုင်ထားတာအဆိုဗီလာဟာတကယ်ကိုလက်ရှိချန်တဲ့ချန်ပီယံလိဝင်ဝင်ရတဲ့အသိဉာဏ်တွေမှာဖော့အကောင်းဆုံးအသိပဲနောက်ဆုံး၉ပွဲမှာ၈ပွဲနိုင်တပွဲပဲရှုံးထားတယ်သူတို့တော်တော်လေးငြိမ့်တယ်။တစ်ဖက်ကမန်ယူနိုက်တက်ကနောက်ဆုံး၃ပွဲဆက်ရှုံးပြီးတော့နောက်ဆုံးကမှ၄ပွဲရှုံးတဲ့ပွဲသေး သူတို့ရဲ့ဖော်ဝါတော်တော်လေးဆိုးတယ်အက်ဆိုဗီလာနဲ့ United ကပထမအကြော်တော့ကတော့ Villa ပတ်မှာဂိုးရှိသေးကြထားတယ်ဒါကြောင့် United ကအဲ့လိုမထင်ပတ်ပဲနဲ့လုံးတက်တာရှိရသူတို့ကစားမပေါ်မဆိုးဘူးပြဒါပေမဲ့သူတို့အရင်အားမထည့်လို့ကျွန်တော်ထင်တော့ဒီပွဲက Villa အတွက်ခက်ခဲမဲ့ပွဲ ဒါပေမဲ့ဖြစ်မနေအတိုင်းဆိုရင်တော့ Aston Villa အသင်းကိုရွေးလို့ရတယ်။ဒါပေမဲ့ Manchester United အိမ်ကွေးဆိုတဲ့အချက်ကတော့3ထားရမယ်။နောက်ဆုံးပွဲကတော့ Chelsea ရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးမယ်ပွဲ Forest နဲ့ Chelsea Chelsea ကအမှန်တိုင်းပြောရင်တော့တောက်လျှောက်ရလက်တည်ပြန်ကောင်းနေတယ်။နောက်ဆုံး5ပွဲမှာသူတို့4ပွဲတောင်နိုင်ထားတယ်။သူတို့အဲ Newcastle ကိုပဲရှုံးပြီးတော့ Fulham ရဲ့ Everton ရဲ့ Liverpool ရဲ့ Man United ကိုနိုင်ထားတယ်။တစ်ဖက်က Forest ကတော့နောက်ဆုံး5ပွဲမှာ Spurs နဲ့ West Ham ကိုနိုင်ပြီးတော့ Leicester ကို Palace ကိုရှေ့တေးချပြီး Bradford ကိုရှုံးထားတာ။ဆိုတော့သူတို့ ိန်းကြည့်တဲ့အခါမှာပထမကျော်စတန်ဖို့ဘစ်မှာတည်ချတယ်။မနီကာတွေက Forest က Chelsea ကိုတောက်လျှောက်ဒုက္ခပေးတယ်။ဆိုတော့ဒီပွဲမှာ Forest တွေနဲ့တခုတတိထားမှာသူတို့နိုင်ပွဲရရင်တော့68ပဲရှိမယ်ဒါပေမဲ့သူတို့ကဘာလဲဆိုတော့အဆူဗီလာတည်းရဲ့ရလက်ကိုအခြေအနေကိုစောင့်အောင်ပဲဒီကလေး Villa ကသူ့လိုသူ့လိုသွားပြီဆိုရင်အခြေအနေနောက်တစ်ခုက Newcastle နိုင် Man City နိုင် Villa နိုင်ဆိုရင်တော့ Forest ကခက်ခဲတယ်ဆိုတော့ Forest က Swing Champ ပဲဒါပေမဲ့ ချက်စီကိုလည်းကလည်းတေရို့ကြလို့ပြောသူတို့တေကြရင်66ဆို69 69မှာဆိုသူတို့မလွယ်ဘူးဘာလို့ဆိုတော့ဟိုဘက်ကအသင်းတွေနိုင်သွားတာနဲ့သူတို့ထွက်သွားမှာဆိုချက်စီကလည်းတကယ်ကိုဆိုချန်ပီယံလိအဆုံးဖြတ်ပေးမယ်ချက်စီနဲ့ Forest Square အပါဝင်တကယ်ကိုကြည့်ကောင်းတဲ့ပွဲတွေပေါ့လေအစောပိုင်းတုန်းကတော့ Conference League အတွက်ပြောင်းလဲချက်ရှိတဲ့ Brentford တို့ Brighton တို့ဘုံပေါက်တို့ပွဲတွေကအခုမရှိတော့ပါဆိုတော့ Crystal Palace Africa ရသွားတဲ့အတွက်ကြောင့်ဆိုတော့ Champions League ဝင်ခွင့်ကိုဘယ်သူရမယ်လို့ထင်ကြတယ်။အခုနှစ်ပွဲကြံထားတဲ့ Man City ပဲလား။နောက် Villa က Old Trafford မှာကံမဲ့ပွဲမှာသူတို့အနိုင်ယူနိုင်မလား။တစ်ဖက်မှာတော့ Forest ပွဲမှာ Chelsea ဘာလို့ပြမလဲ။ Man City ကရော Fulham နဲ့ကံရဖို့ရှိပြီးတော့ဒီ Champions League ဝင်ခွင့်ဘယ်သူရသွားမယ်ထင်ကြတယ်။တကယ်ကိုကြိတ်နေထိုက်ဖြစ်နေတဲ့အကြောင်းပါအားလုံးချင်းကြပါလား။